အားလုံးမင်္ဂလာပါ ရှင်တော်ဂေါတမဗုဒ္ဓခေတ်ကမဟာဝီရဆိုတဲ့ပုဂ္ဂိုလ်အကြောင်းကိုအားလုံးကြားဖူးကြမယ်ထင်ပါတယ်သူဟာဗုဒ္ဓခေတ်ပြိုင်တူဖြစ်ပြီးတော့ဂျင်းဘာလာရဲ့အဓိကကိုတော်24ပါးမြောက်လဲဖြစ်ပါတယ်သူကိုဂျင်းဘာသာဝင်တွေကနောက်ဆုံးသောဓမ္မဆရာအဖြစ် အလေးအမြတ်ထားကြပါတယ်မဟာဝီရဟာအိန္ဒိယနိုင်ငံမှာလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကပေါ်ထွန်းခဲ့ပြီးတော့ အဟိန္ဒအကြမ်းမဖက်ခြင်းတတ္တယအမှန်တရားအဇတိယမခိုးယူခြင်းပြမစရိယကာမကုံမအရှောင်ကြည်ခြင်းနဲ့အဘိကဟပစ္စည်းကိုမတက်မခြင်းဆိုတဲ့အခြေခံမူ၅ရပ်ကိုဟောကြားခဲ့ပါတယ်။ဒီမူတွေဟာဂျင်းဘာသာရဲ့အဓိက အခြေခံအုတ်မြစ်တွေဖြစ်ပြီးတော့လူတွေရဲ့ကိုကျင့်တရားနဲ့ဝိညာဉ်ရေးရာ တိုးတက်မှုအတွက်လမ်းညွှန်ချက်တွေဖြစ်ပါတယ်။မဟာဝိရရဲ့ဘဝနဲ့တွင်တွင် ဆုံးမမှုတွေဟာ ဂျိမ်းပါတာဝင်တွေအတွက်အလွန်အရေးပါပြီးတော့ဒီနေ့တိုင်းသူတို့ရဲ့ယုံကြည်မှုနဲ့အလေးအထတွေကိုလွှမ်းမိုးထားပါတယ်။မဟာဝီရဟာခရစ်မပေါ်မီ BC 969ခုနှစ်မှာအိန္ဒိယနိုင်ငံအရှေ့မြောက်အရက်ပြည်ဟာပြင်းနယ်ယခင်ကတော့ဝေသာလီပြည်လို့ခေါ်ပါတယ်။အဲ့ဒီအနည်းကကွန်ဒကာမရွာမှာမင်းမျိုးမှတ်နွယ်မိဘနှစ်ပါးကနေမွေးဖွားလာခဲ့သူဖြစ်ပါတယ်။ ဒီဒေသကဂေါရမဗုဒ္ဓကိုမွေးဖွားတဲ့နေရာပဲဖြစ်ပါတယ်။ဒါပေမဲ့မဟာဝိရဟာဗုဒ္ဓထက်တော်36နှစ်ပိုကြီးပါတယ်။မဟာဝိရဟာဂေါရမဗုဒ္ဓလိုပဲမင်းသားငယ်တပားမှုငငယ်ကလေးကမြင်းစည်းစိမ်ခံစားခဲ့ရသူဖြစ်ပါတယ်။သူ့ရဲ့အဖေကတိတ်တထမင်းသားဖြစ်ပြီးတော့ညာတလိကမျိုးနွယ်ကိုအုပ်ချုပ်သူသူဖြစ်တယ်လို့သူ့ရဲ့အမေကတော့သတိတရာဒေဗီလို့ခေါ်ပြီးလစ်စဝင်းမင်းဆက်နဲ့ဆက်နွယ်သူဖြစ်ပါတယ်။ သူ့ကိုမွေးဘွားစင်ကဝိဒ္ဓမာနာလို့အမည်ပေးခဲ့ပြီးသိုးဘွားလာသော သို့မဟုတ်ကြီးဘွားတိုးတက်တော်လို့အတိတ်ပဲရပါတယ်။မဟာဝီရဟာချမ်းသာကြွယ်ဝတဲ့မင်းသားတစ်ပါးအနေနဲ့ကြီးပင်းခဲ့ရပါတယ်။ ဒါပေမဲ့သူဟာငယ်စဉ်ကတည်းကလော်ကီစီးစိမ်တွေကိုစိတ်မဝင်စားပဲဝိညာဉ်ရိပ်ရာဘက်ကဒါစိတ်နှိမ့်ညွတ်ခဲ့သူဖြစ်ပါတယ်။သူဟာငယ်ရွယ်စဉ်မှာပဲအတွေ့အခေါ်ပညာရှင်တွေနဲ့တရားရှာဖွေသူတွေနဲ့မကြာခဏဆိုသလိုဆွေးနွေးလေ့ရှိပြီးလူဘဝရဲ့ဆင်းရဲဒုက္ခအကြောင်းကိုအမြဲတွေးတောနေခဲ့ပါတယ်။သမိုင်းမှတ်တမ်းအချို့ရဲ့အဆိုအရမဟာဝီရဟာယတောဓမ္မဆိုတဲ့မင်းသမီးနဲ့လက်ထပ်ခဲ့ပြီး အနုံကြားဆိုတဲ့ဓမီတယောက်ထွန်းကားခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့ဂျိမ်းဘာသာဝင်ဖုန်ကြီးအများစုကတော့မဟာဝီရဟာအိမ်ထောင်မပြုတ်ခဲ့ဘူးလို့ယုံကြည်ကြပါတယ်အသက်30အရွယ်မှာတော့မဟာဝီရဟာလောကီဘဝရဲ့မမြဲခြင်းနဲ့ဆင်းရဲဒုက္ခတွေကိုသိမြင်လာပြီး အမန်နီယာကိုရှာဖွေဖို့အတွက်ဒေါ်ထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်မိဘတွေရဲ့ကံကွက်မှုတွေရှိပေမဲ့သူဟာ တကူတဲ့ဒေါ်တဲ့ကိုဝင်သွားပြီးအလွန်ခက်ခဲတဲ့တရားကျင့်ကြံမှုတွေကိုစတင်ခဲ့တယ်လို့ဆိုပါတယ်မဟာဝီရဟာ၁၂နှစ်ကြာအောင်အလွန်ပင်ပန်းဆင်းရဲတဲ့ကျင့်ကြံမှုတွေကိုပြုလုပ်ခဲ့ပါတယ်မဟာဝီရဟာလူသူအယောက်အပေါက်နဲ့တဲ့ဒေါ်နဲ့တွင်ထဲမှာတကူတဲ့နေထိုင်ပြီးတော့တရားဓမ္မကိုလာအာယုံစိုက်ခဲ့ပါတယ်ဒီကာလအတွင်းမှာ သူဟာအစားအသောက်ကိုအလွန်အမင်း ချော့စားခဲ့ပြီးတော့အများအားဖြင့်ဘာမှမစားဘဲနေခဲ့တယ်လို့ဆိုပါတယ်။ဆောင်းရသည်ရဲ့အီဇက်တဲ့ဒန်နဲ့နွေရသည်ရဲ့ပူပြင်းတဲ့ဒန်ကိုခံနိုင်ရှိအောင်လေ့ကျင့်ခဲ့ပါတယ်။ဥပမာတစ်ခုအနေနဲ့ဆောင်းရသည်ခိုက်ခိုက်တုံနေတဲ့အချိန်မှာကင်ကာမြစ်တဲဆင်းပြီးတော့စိမ့်ပြင်းနေပြီးနာရီပေါင်းများစွာရေစိမ့်ပါတယ်။နွေလဲလဲကောင်းမှဆောင်းထူးထူးခြုံပြီးတော့နာရီပေါင်းများစွာမိလုံတယ်လို့သိရပါတယ်။ဒီလိုလေ့ကျင့်ခြင်းအဖြစ်ဖြစ်ပေါ်လာတဲ့ ဂါမဂုံအာယုံတွေကိုပယ်တတ်နိုင်တယ်တမက်မှုတွေကိုပယ်ဖြောင်းနိုင်တယ် ဖြစ်ပေါ်လာတဲ့ဂါမစန္ဒတွေကိုတီးခတ်နိုင်တယ်လို့သူတို့ယူဆပါတယ်ဒီလိုခက်ခဲတဲ့အကျင့်တွေကိုကျင့်ချင်းအပြင်သူ့ရဲ့စိတ်ကိုထင်းချုံနိုင်စွမ်းခန္ဓာကိုယ်ရဲ့လိုအပ်ချက်တွေကိုလစ်လျူရှုနိုင်စွမ်းနဲ့အတွင်းစိတ်ရဲ့ငြိမ်းချမ်းမှုကိုရရှိစေတယ်လို့ဆိုပါတယ်၁၂နှစ်ကြာတဲ့အထိအပြင်းအထန်တရားအထုတ်ပြတဲ့နောက်မှာတော့အသက်40နှစ်အရွယ်မှာဇံပိကကာမမျိုးအနည်းကသာလာတစ်ပင်အောက်မှာမဟာဝီရဟာကေဝရညာနာလို့ခေါ်တဲ့နောက်ဆုံးအဆင့် ညာအလင်းကိုရရှိခဲ့တယ်လို့ဆိုပါတယ်။တင်ညာဟာအတိတ်ပြစုံပန်းအနာဂတ်နဲ့စัจ java ရာရဲ့တဘာဝတရားတွေကိုအကုန်အစင်သိမြင်နိုင်တဲ့ဉာဏ်ပညာဖြစ်ပါတယ်။ကေဝရညာနာကိုရရှိပြီးတဲ့နောက်မှာတော့သူဟာဇိနာလို့လူသိများလာခဲ့ပြီးအောင်နိုင်သူလို့အတိတ်ပဲရပါတယ်။တရားဟောကြားပြီးနောက်နောက်လိုက်တွေကိုညာအလင်းရရှိအောင်စွမ်းဆောင်နေပြီးတော့နေပေါင်း30လောက်ကြာအောင်မဟာဝိရဟာ အိန္ဒိယနိုင်ငံအနှံ့အပြားကိုလှည့်လည်ပြီးသူရရှိခဲ့တဲ့အမှန်တရားတွေကိုလူတွေစီလှည့်လည်ဟောကြားခဲ့တယ်လို့ဆိုပါတယ်။သူ့ရဲ့တရားတော်တွေမှာအဓိကအဖြစ်အဟိန္ဒအကြမ်းမဖက်ခြင်းတတ္တိယအမှန်တရားအဇတေယမခိုးယူခြင်းပြမဇရိယကာမကုံမရှောင်ကြဉ်ခြင်းနဲ့အဘိဓဟပစ္စည်းကိုမတက်မချင်းဆိုတဲ့အခြေခံမူငါရက်ကိုအလေးထားဟောကြားခဲ့ပါတယ်။မဟာဝိရရဲ့တရားတော်တွေဟာလူမျိုးအဆင့်အတန်းမရွေး လူအများရဲ့စိတ်နှလုံးကိုဖန်ဆာနိုင်ခဲ့ပါတယ်။သူမှာရဟန်းတွေဒီလရှင်တွေနဲ့လူဝိကြောင်နောက်လိုက်အမြောက်အများရှိခဲ့ပါတယ်။သူ့ရဲ့နောက်လိုက်တွေဟာသူ့ရဲ့တွင်တင်ဆုံးမမှုတွေကိုလိုက်နာပြီးဂျိမ်းဘာလာရဲ့အခြေခံအုံမြင့်တွေကိုထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပါတယ်။မဟာဝီရရဲ့ဟောပြောချက်တွေကတော့ဗုဒ္ဓဝါဒ၊ဗျမနဝါဒတွေနဲ့ခက်ဆင်ဆင်တူပါတယ်။စိနဂိုင်းဝင်တွေဟာလူသေးရင်ဘဝတဘာကိုရောက်တယ်။လူပြန်ဖြစ်ခြင်းမှဖြစ်မယ် အခုလိုဘဝပြောင်းတာဟာဇီနာတွေယုံတဲ့ gain ဆိုတာအခုဘာလုံးလုံးအဲ့ဒီ gain ရဲ့ကောင်းကျိုးဆိုးပြစ်ကိုနောင်ဘဝမှာခံရဆံရမယ်လို့ဆိုပါတယ်လုံမီသမျှအကုလိုတွေများမှာအသေးချပါပဲဒါတွေကိုခြုံငှင်းရမယ်ဒါကိုပယ်နိုင်ရင်တခြားဒုက္ခတွေကိုပယ်ပြီးဖြစ်တယ်လို့ဆိုပါတယ်ဒါရီကိုခြုံငင်းအောင်လုပ်ဖို့ဇီနာကတရားပြတယ်။မဟာဝီရရဲ့အလိုအရတနာကိုပယ်ရမယ်။ ဒါကိုပယ်နိုင်ရင်တရားဒုက္ခတွေကိုပယ်ပြီးဖြစ်တယ်လို့ဆိုပါတယ်။ဇိနာတပည့်ယဟန်တွေကတတရားကိုအားထုတ်တယ်။ငတ်ပြီးသေတဲ့အထိနေနိုင်ရင်ပိုကောင်းတယ်လို့ယူဆပါတယ်။ဇိနာဝါရမှာအရေးအပါဆုံးကအဇောကပြောခဲ့တယ်လို့ပါပဲ။အခြေခံမူငါရဲ့ဖြစ်ပါတယ်။အဟိန္ဒအကြမ်းမဖက်တဲ့အကျင့်ကိုအလွန်မင်းအားပေးပါတယ်။လူအချင်းချင်းသာမကတရိษံကိုပါနှိမ့်ဆက်ညှဉ်းပန်းခြင်းမပြုရလို့တင်ကြပါတယ်။ဒီလိုဆိုရင်ဇိနာဝါရီတွေဟာ တက်တက်လို့စားကြမှာဖြစ်ပါတယ်။တကယ်တမ်းကျင့်တဲ့ဇီနာဂိုင်းဝင်တွေဆိုရင်ဒီထက်တောင်ပိုပြီးပြင်းထန်တယ်လို့သိရပါတယ်။ချင်းကလေးတစ်ကောင်တောင်မတက်ပဲဘိုးမွားပါရာကိုမဖယ်ရှားစားမိမှာဆိုလို့အမောင်ထဲမှာအစမစားကြဘူးလို့ဆိုပါတယ်။ချမ်းသာပြီးတရားကိုတကယ်လေးစားတဲ့ဇီနာဂိုင်းဝင်တွေဆိုရင်သူလျှောက်မဲ့လမ်းမှာဘိုးမွားတွေမရှိအောင် လူငါပြီးတော့တမျက်လဲခိုင်းတယ်လို့သိရပါတယ်။ ဒီအတိုင်းဆိုရင်တရားကိုလေးစားတဲ့ဇိနာဂိုင်းဝင်တွေဟာစဘာဆိုင်ဖို့လဲထွန်ဖို့စိတ်တန့်ကြမှာမဟုတ်ဘူး။ဒါကြောင့်လဲယုံကြည်မှုကိုအကြောင်းပြုပြီးတော့တချို့အလုတ်ကျန်းကိုလောက်ခွင့်မရကြပါဘူး။ဇိနာဝါရဟာယုံကြည်ချက်တူတဲ့လူတစုရဲ့အနေအထိုင်အလုတ်အကိုင်ကိုဘယ်လိုထိခိုက်တယ်ဆိုတာပြဖို့အကောင်းဆုံးစံဖြစ်ပါတယ်။အိန္ဒိယနိုင်ငံသားဆိုရင်စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ဖို့အင်မတန်နှိမ့်ဆက်ပေမဲ့ဇိနာတွေဟာလေသမားမဖြစ်ဘဲ ရောင်းဝယ်ရေးကိုသာလုပ်ကြပါတယ်။လုံလဝိဒရာလည်းသိကောင်းကြပါတယ်။အဲ့ဒါကြောင့်သူတို့ဟာညသောအဖြစ်ချမ်းသာကြွယ်ဝကြပါတယ်။ပညာတတ်လက်မှုပညာကျွမ်းကျင်သူရပါတယ်။သူတို့အထက်မှာစာပေအမှုပညာထွန်းပေါက်သူတွေတခြားသူတွေထက်လူဥယေအချို့ကြပုံများတယ်လို့သိရပါတယ်။မူလဇိနဝါဒကလူဒန်းစာဆက်မွဲမခွဲဘူးလို့ဆိုပေမဲ့နောက်ပိုင်းမှာတော့ဗျမနတွေနဲ့အလွန်နှီးဆက်လာတဲ့အတွက်ဇက်ခွဲခြားမှုတွေလှုပ်လာတယ်လို့ဆိုပါတယ်။ ဒါပေမဲ့စက်ခွဲချမှုမှာဟိန်းဒူတွေလောက်တော့မပြင်းထန်ဘူးလို့လဲဆိုပါတယ်မဟာဝီလာကဖះတဆူဖះအများဆိုသလိုအစွဲအလန်းမထားပေမဲ့ဖះကူးကွယ်မှုဝင်လာပါတယ်အယူဝါဒကိုအခရာတင်ပြီးရေးသားထားတာမရှိလို့ဗျမနဝါရတွေအ ਨੇ နဲ့အများစိတ်ဝင်လာမှာအတေချပဲဖြစ်ပါတယ်ဒါပေမဲ့သူတို့ကသူတို့ဘာကိုရွှမ်းမိုးတာလဲရှိတယ်လို့သိရပါတယ်ပန်းကောင်တွေကိုတက်ပြီး ရစ်ပူဇော်တာအကားစားတာတွေကိုရှောင်ရမ်းဟိန်းဒူးတွေကိုလှုံ့ဆော်ခဲ့ပါတယ်။ဒါအပြင်ဂျိန်းဝါရာကအကြမ်းမဖက်ရေးဆိုတဲ့အစွဲဟာအိန္ဒိယအချင်းအဖြစ်နဲ့ခေတ်သစ်တစ်ခုကိုတည်ထောင်နိုင်ခဲ့ပါတယ်။ဂျိန်းဘာသာဝင်ဥယျာဉ်ဟာအရေးအတွက်သိပ်မများဘူးဆိုပေမဲ့အိန္ဒိယတနင်္ဂနွေလုံးမှာစုစုပေါင်း၃တန်းခွဲလောက်ရှိတယ်လို့မှတ်တမ်းတွေအရသိရပါတယ်။အနည်း၂၅၀၀ကျတဲ့အခါယုံကြည်သူအတော်များခဲ့တယ်လို့ ပြောနိုင်ပါတယ်။မဟာဝီရရဲ့ဘဝဟာသီခံခြင်း၊ဆွန့်လွတ်ခြင်းနဲ့ဝိညာဉ်ရေးရာအတွက်အမြဲတမ်းကြိုးစားအားထုတ်ခြင်းရဲ့အကောင်းဆုံးတက်တဲ့တစ်ခု ဖြစ်ပါတယ်။သူ့ရဲ့သွန်သင်ဆုံးမမှုတွေဟာနေပေါင်းများစွာကြာအောင်ဂျိမ်းဘာသာဝင်တွေရဲ့ဘဝကိုလမ်းညွန်ပေးခဲ့ပြီးတော့ဒီနေ့အိန္ဒိယနိုင်ငံမှာပုဒ္ဒဘာသာကွဲသွားခဲ့ပြီးဆိုနိုင်ပေမဲ့သူဝါဒသုသာသနာကတော့ဂဏိတိုင်းရှင်တန်နေစေပဲဖြစ်ပါတယ်။ဒါကတော့ပုဒ္ဒခေတ်ပြိုင်မဟာဝီရရဲ့ဘဝအစကြောင်းအစအဆုံးပဲဖြစ်ပါတယ်။နောက်ထပ်နည်းန ည်းဖြစ်ဆက်ပြောချင်တာကတော့သူ့ရဲ့ဘဝဏ္ဏကုံ ပြတနာ ဖြစ်ပါတယ်ဘုဒ္ဓဘာသာကောင်းဆောင်အချို့ကတော့မဟာဝီရဟာသေအံပြီးသေဆုံးသွားတယ်လို့ပြောကြပါတယ်ဒါပေမဲ့မဟာဝီရရဲ့ဘဝဏ္ဏကုံနဲ့ပတ်သက်လို့သေအံပြီးသေဆုံးတယ်ဆိုတဲ့အချက်ကတော့သိကြတဲ့အချက်အလက်တွေမတွေ့ရပါဘူးဂျိန်းဘာသာရဲ့အစဉ်အလာအရယုံကြည်တာကတော့မဟာဝီရဟာအသက်80နှစ်အရွယ်မှာဘဝပူရီမှာအစာရှောင်ပြီးတော့မိမိရဲ့ခန္ဓာကိုယ်ကိုဆွတ်လုခဲ့တယ်လို့ဆိုတာပါပဲတီနီလာဟာ ဂျင်းဘာသာမှာမြင့်မြတ်တဲ့နီလန်းတစ်ခုအဖြစ်သတ်မှတ်ထားပြီးတော့ဝိညာဉ်ရေးရာ တိုးတက်မှုရဲ့အစိတ်အပိုင်းတစ်ခုလို့ဆိုကြပါတယ်ဆက်လက်ပြီးတော့မဟာဝီရနဲ့သူ့ရဲ့နောက်လိုက်ဂျင်းယဟန်တွေကျင့်ကြံတဲ့ခက်ခဲတဲ့အကျင့်တချို့အကြောင်းပဲဖြစ်ပါတယ်ဂျင်းယဟန်တွေဟာကိုယ့်ရဲ့ခန္ဓာကိုယ်ကိုတက်တောင့်တက်တာမဖြစ်အောင်လောကီစည်းစိမ်တွေကိုမခံစားမိအောင်နီးညွန့်စုံနဲ့ကျင့်ကြံလေးရှိပါတယ်ဘူပြင်းတဲ့နွေရာသီမှာပြင်းထန်တဲ့နေရောင်အောက်မှာရက်နေတာမျိုးဒါမှမဟုတ် မိကိုပပလဲထားပြီးတော့လုံနေတာမျိုး လုံလိရှိပါတယ်။ဒါဟာခန္ဓာကိုယ်ကခံစားရတဲ့ဝေဒနာတွေကိုခန္ဓာရည်ရှိအောင်လေ့ကျင့်တဲ့နည်းလမ်းတစ်ခု ဖြစ်တယ်လို့ဆိုပါတယ်။အလားတူပဲအေးတဲ့ဆောင်းရာသီမှာလည်းပဲအေးစက်တဲ့ရည်ထဲမှာကြာမြင့်စွာစိနေတာမျိုးတွေလုံလိရှိပါတယ်။ဒါကလည်းအေးဒဏ်ကို ခန္ဓာရည်ရှိအောင်လေ့ကျင့်တဲ့နည်းလမ်းတစ်ခုပါပဲ။ဒီလိုပြင်းထန်တဲ့အကျင့်တွေကိုကြင့်ကြံရတဲ့အဓိကရည်ရွယ်ချက်ကတော့ ကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်နိုင်ဖို့ခန္ဓာကိုယ်ရဲ့တောင်းဆိုမှုတွေကိုလိလိုရှုနိုင်ဖို့နဲ့ဝိညာဉ်ရင်းရာမှာပို့ပြီးတိုးတက်ဖို့အတွက်ဖြစ်ပါတယ်။မဟာဝိရကိုယ်တိုင်လည်းဒီလိုခက်ခဲတဲ့အကျင့်တွေကိုနှစ်ပေါင်းများစွာကျင့်ကြံခဲ့တယ်လို့မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ဒါပေမဲ့ဒီလိုအကျင့်တွေဟာလူတိုင်းအတွေ့တော့မဟုတ်ပါဘူး။ဂျိန်းယဟန်တော်တွေဟာသူတို့ရဲ့ဆရာလမ်းညွှန်မှုနဲ့ခွင့်ပြုချက်ရရှိပြီးမှသာဒီလိုအကျင့်တွေကိုကျင့်ကြံလေ့ရှိကြပါတယ်။ လူ့ကြောင်ဂျင်းဘာသာဝင်တွေအတွက်ကတော့ဒီလိုပြင်းထန်တဲ့အကျင့်တွေကိုကျင့်ဖို့မလိုအပ်ပါဘူးသူတို့အတွက်ကအခြေခံမူငါးရက်ကိုလိုက်နာပြီးကိုကျင့်တရားကောင်းမွန်စွာနေနိုင်ဖို့ကအဓိကကြတယ်လို့ဆိုပါတယ်ဒါကြောင့် ရာသီဥတုပူရင်မိလုံသာနေအောင်ခန္ဓာနဲ့အေးရင်ရေစိမ့်တာတွေဟာမဟာဝီလာနဲ့သူ့ရဲ့ယဟန်နောက်လိုက်တွေကြင့်ကြံခဲ့တဲ့ခက်ခဲတဲ့အကျင့်တွေတဲကတခုဖြစ်ပါတယ်။ဂျိမ်းပါသာဝင်အတိုင်းအဝိုင်းမှာအိန္ဒိယမှာတည်ငယ်တဲ့ဆိုပေမဲ့အင်မတန်စီးလုံးညှို့ပြီးတော့သူတို့ရဲ့ယုံကြည်မှုနဲ့အလေးအထားတွေကိုခိုင်ခိုင်မာမာ ထိမ့်သိမ်းထားနိုင်တာကိုတွေ့ရပါတယ်ဒီလိုရှင်သန်နေရတဲ့အကြောင်းရင်းတချို့ကိုကျွန်တော်စဉ်းစားမိသလောက်ပြောရမယ်ဆိုရင် အခြေခံမူငါရဲ့ဟာဂျင်းဘာရာတွေရဲ့နေစဉ်ဘဝမှာအင်မတန်အရေးပါပြီးတော့တိတိကျကျလိုက်နာကျင့်သုံးကြလို့ပဲ ဖြစ်ပါတယ်ဂျင်းဘာသာမှာရဟန်းတွေရောလူ့အကြောင်းတွေပါ လိုက်နာရမယ်တိကျတဲ့စည်းကမ်းတွေအလေးအထရှိပါတယ်ဥပမာ အစာရှောင်တာတရားထိုင်တာ အလူအဒန်းပြူတာစတာတွေဟာ သူတို့ရဲ့ဘာသာရေးဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီးယုံကြည်မှုကိုပုံမခိုင်မာစေပါတယ်။ဂျင်းဘာသာရဲ့တက်တနိကဘေဒဟာအလွန်နနေပြီးစိတ်ဝင်စားဖို့လဲကောင်းပါတယ်။ဂန်၊ဒန်နီယာဝိညာဉ်ရဲ့သဘောတဘာဝစတဲ့အကြောင်းအရာတွေကို အသေးစိတ်ရှင်းပြထားတာကြောင့်ယုံကြည်သူတွေအတွက်ဉာဏ်ပညာပိုင်းဆိုင်ရာကျေနပ်မှုကိုပေးနိုင်ပါတယ်။ဂျင်းဘာသာဝင်အတိုင်းအဝိုင်းဟာတူဥကိုတူဥအပြန်အလှန် ကူညီပံ့ပိုးကြပါတယ်။ဘာသာရေးနဲ့လူမှုရေးဆိုင်ရာကိစ္စတွေမှာအတူတကွပူးပေါင်းဆောင်ရွက်ကြတာကြောင့်သူတို့ရဲ့စည်းလုံးညီညွတ်မှုဟာပိုပြီးတောင့်တင်းခိုင်မာစေတာဖြစ်ပါတယ်။ဂျိမ်းပါတာဟာတမိုင်းရဲ့အခက်အခဲအမျိုးမျိုးကိုကြော်ဖြတ်ပြီးရက်တည်နိုင်ခဲ့ပါတယ်။မတူညီတဲ့အုပ်ချုပ်မှုတွေယဉ်ကျေးမှုတွေကြမ်းပါလေ။သူတို့ရဲ့ဝိသေသလက္ခဏာနဲ့ယုံကြည်မှုတွေကိုထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒါတွေကတော့ကျွန်တော်ရဲ့အမြင်အရယနေ့အထိရှင်းသင်နေတဲ့အဓိကအကြောင်းရင်းတွေဖြစ်နိုင်ပါတယ်။မဟာဝီရရဲ့ဂျင်းပါလာမှာနောက်ထပ်ထူးခြားချက်တစ်ခုကတော့ဂိုင်းနဲ့ဂိုင်းကွဲတယ်ဆိုတာပါပဲ။ပထမဂိုင်းကတော့ဒီကံပါရာဆိုတဲ့ဂိုင်းပဲဖြစ်ပါတယ်။ဒီဂိုင်းဝင်ယဟန်ဆိုသူတွေဟာလုံးဝအဝတ်မဝတ်ပါဘူး။ကောင်းကင်ကိုအဝတ်မဝတ်ချင်းဖြစ်ဝင်ရောက်မယ်လို့အတိပယ်ရပါတယ်။သူတို့ဟာလော်ကီပစ္စည်းတွေကိုလုံးဝဆွတ်လုပ်ပြီးအမြင့်ဆုံးပုံစံကိုပြသခြင်းအဖြစ်ပြီးလို့နေထိုင်ကြပါတယ် သူတို့ဟာလက်နဲ့ခံထားတဲ့ရေနဲ့အနှဲငယ်သော အစာအစာကလွဲလို့ပါပစည်းမှမပိုင်ဆိုင်ကြပါဘူးဒီကိုင်းရဲ့အယူအဆအရအဝန်အစားဟာပိုင်ဆိုင်မှုတစ်ခုဖြစ်ပြီးတော့ဝိညာဉ်ရင်းရာလွံ့မြောက်မှုကိုဟန်တားနိုင်တယ်လို့ယုံကြည်ကြပါတယ်ဒီကိုင်းဟာအိန္ဒိယတောင်ပိုင်းမှာအထက်အားကောင်းပါတယ်ဒီကိုင်းကို တိကံပါရဂိုင်းလို့ခေါ်ပါတယ်နောက်ထပ်ဂိုင်းတစ်ခုကတော့သွေတံပါရဂိုင်းပဲဖြစ်ပါတယ်ဒီဂိုင်းဝေရဟန်းတွေကတော့ အဖြူရောင်အဖို့အစားအနှဲငယ်ကိုဝစ်ဆင်ကြပါတယ်။အဖြူရောင်အဖို့ကိုဝစ်ဆင်သူများလို့အတိတ်ပဲရပါတယ်။သူတို့ကလော့ဂီပစ္စည်းတွေကိုစွန့်လွတ်ဖို့လိုအပ်ပေမဲ့အခြေခံအဖြစ်ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ကိုဖိုးအုပ်ဖို့အတွက်အဖို့အစားကိုခွင့်ပြုတယ်လို့ယူဆကြပါတယ်။ဒီကိန်းဟာအိန္ဒိယအနောက်မြောက်ပိုင်းမှာအဓိကအားကောင်းပါတယ်။မဟာဝီရကိုယ်တိုင်ဟာ ဒီကမ္ဘာရယဟန်တွေရဲ့အစင်းအလာကိုလိုက်နာခဲ့တယ်လို့ယုံကြည်ကြပါတယ်။ဒါကြောင့်ဂျိမ်းဘာသာမှာအဝတ်မဝတ်တဲ့ယဟန်တွေရှိတယ်ဆိုတာမှန်ပါတယ်။နောက်ထပ်ထူးခြားချက်တစ်ခုကဂျိမ်းဘာသာယဟန်တွေဟာလမ်းလျှောက်တဲ့အခါမှာတော့အင်မတန်တတိထားပြီးသွားလာကြပါတယ်။သူတို့ဟာသိငယ်တဲ့တက်ရှိတွေကိုမတော်တဆနိမိတာမျိုးမဖြစ်အောင် ရှေ့မှာတမယ်စီလေးတွေနဲ့ညင်ညင်တတာလှဲပြီးမှသွားကြပါတယ်။ဒီအလေးအထကိုပရိဋ္ဌာပနာလို့ခေါ်ပါတယ်။ဒီလိုလုပ်ရတဲ့အဓိကရည်ရွယ်ချက်ကတော့အဟိန္ဒ အကျမ်းမဖက်ချင်းဆိုတဲ့မူကိုအတတ်နိုင်ဆုံးတိတိကျကျလိုက်နာဖို့ပဲဖြစ်ပါတယ်ဂျင်းဘာဒါရဲ့အယူအဆအရသေးငယ်တဲ့ဘူးမွားလေးတွေအပါဝင်တက်ရှိတိုင်းမှာဝိညာဉ်ရှိတယ်လို့ယုံကြည်ကြပါတယ်ဒါကြောင့်ပဲတက်ရှိကမှအကြောင်းမဲ့တက်ဖြတ်တာနာကျင်စေတာမျိုးကိုရှောင်ရှားဖို့အင်မတန်အလေးထားကြပါတယ်ဒါကြောင့်ဂျင်းယဟန်တွေဟာသူတို့ရဲ့နေ့စဉ်ဘဝမှာအသေးအဖွဲကိစ္စလေးတွေအထိအကျမ်းမဖက်ချင်းဆိုတဲ့တရားကိုအမြဲတမ်းတရိယာနေပြီးလိုက်နာကျင့်သုံးကြပါတယ် ဒီအလေးအထတွေဟာဂျိမ်းဘာလာရဲ့အကြမ်းမဖက်ခြင်းဆန်ရခိုင်မာတဲ့ယုံကြည်ချက်ကို ထင်ဟပ်စေလို့ပြောရင်းဒီကုန်းချုပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်